တော်နေကြတဲ့တော်လံပြည်သူတို့အားလုံးပဲမင်္ဂလာပါအာကျွန်တော်မနေ့တုန်းက29ရက်ဆယ်လ2025ရက်နေ့မှာဒီ Smiley Yacht Club လို့ပြပြီးတဲ့တပ်ဖွဲ့အတွက်အာမောင်းမြန်၅လက်အတွက်7300ရေးပေါ်လိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုဗီဒီယိုကလစ်တစ်ခုတင်ခဲ့ပါတယ်။အာဒီကနေ့ပတ်သက်ပြီးတော့အာတချို့ပြောကြတာပေါ့နော်။အာမောင်မြင့်တစ်လက်ကိုအာတိုင်းရာနဲ့ချီမှပေးရတာမဖြစ်နိုင်ဘူးဆိုပြီးကတော့တချို့ကပြောကြပါလေ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်ပြောပြရစီမှာလေ။အဲ့ဒါကတော့ဘာလဲဆိုတော့ ီမှာဒါကျွန်တော်ကင်ကျွန်တော်လည်းခုကင်ပြထားတဲ့အလက်ဒီ M22 မောင်းမြောင်ရိုင်းဖေးဖြစ်ပါတယ်ဒီကောင်ကိုမြန်မာကျောင်းကြီး130နဲ့ကျွန်တော်ပြီးခဲ့တဲ့ရပိုင်လေးကမှဝယ်ယူထားတာပါအခုချိန်ထိကျွန်တော်ဒီမောင်းမြောင်အတွက်ငွေပေးချေတာမပြည့်မီသေးပါဘူးပြီးတော့ဒီနောက်တစ်လက်ဒီအလက်ကတော့ဒါ ကလာပေါက်စီ140အထိပေါက်ပါတယ်ဒီကောင်ကတော့ကျွန်တော်အနာသိန်းချက်ဖက်စစ်ကောင်စီလောက်ကန်တက်ဖွဲ့ဝင်တွေကင်တဲ့ MA1 MA1 အမျိုးသားဟိုမှာ MA1 မဝံအမျိုးသားဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဒီနှစ်လက်ကိုရှင်ကြည့်တဲ့အချိန်မှာဒီလက်ကကြည်ရှားလာလွယ်ပြီးတော့ဒီလက်ကကြည်ရှားလာခက်ခဲပါတယ်အဲဒီအလက်ကတိုက်ပွဲသုံးဖို့ရအတွက် အတင်းတော်ဆုံးဖြစ်ပြီးတော့ဒီအလက်ကတိုက်ပွဲသုံးဖို့ရအတွက်လုံးဝမတင်တော်ပါဘူး။အာဒီအလက်ကတက်ဆောင်လောက်ပဲထားလို့ကောင်းပါလေ။ကြည်နှစ်ပေါက်လောက်ပြလိုက်ပြီဆိုရင်ဒီကောင်ကပြောင်းနေပူပြီးမှကြည်နေအာအရဟာအရဓမ္မမုံရင်ကြည်ထောက်တာလို့ဘာလို့ ਨੇ အဲ့ဒါပေါင်းမြတ်မြတ်စွာရှိပါလေ။ဒါကြောင့်မလို့ကျွန်တော်ဒီလို M22 မောင်းမြတ်ပိုင်းဖယ်ဖြစ်ဖြစ်တိုက်81ပဲဖြစ်ဖြစ် ီးတော့ AK47 မှာဖြစ်ဖြစ်ဆိုပြီးတော့မကျွန်တော်ဝယ်ဖို့ရအတွက်မောင်းမြန်၅လက်အတွက်7300အရေးပေါ်လိုအပ်တယ်ဆိုပြီးတော့ဟာကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီမှာညီမစကောင်စီကထုတ်တဲ့အလက်ဖြစ်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်ချက်ပြရမယ်ဆိုရင်အာ quality လုံးဝမပြည့်မီတဲ့ကန်းတွေပါဘာဖြစ်လို့ quality မပြည့်မီရလဲဆိုရင်ကျွန်တော်အာပြီးခဲ့တဲ့ရပ်ပိုင်းလေးရမှာဒီဆေးတွေကိုအကုန်လုံး ချွတ်တိုက်ချွတ်ဆေးကြီးတဲ့ချိန်မှာလုံးဝတန်သားမကောင်းတာတွေကိုတွေးရပါတယ်လုံးဝအပြောက်အပြောက်တွေနဲ့ပါဒါကြောင့်မလို့ကျွန်တော်ရဲဘော်တွေကို quality ပြည့်မီတဲ့ gun တွေပေးပြကြမှာရှေ့တန်းစစ်မြေပြင်မှာဒီအကြမ်းဖက်အနာသိန်းစစ်ကော်မရှင်နဲ့အာရင်ဆိုင်စေဖို့အတွက်ဒီ quality ပြည့်မီတဲ့မောင်းမြန်ပိုင်းဖယ်တွေဝယ်ဖို့ရအတွက်မောင်းမြန်၅လက်အတွက်7,900လိုအပ်တယ်ဆိုကြမှာကျွန်တော်ရဲဘော်ကူညီတောင်းခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ ဟိုတော်လန်ရေးလုပ်တဲ့ဆိုတာကကျွန်တော်ပါဇက်ပြားတွေပဲတော်လန်ရေးလုပ်လုပ်နေုံနဲ့မရပါဘူးတကယ်စစ်မှန်တဲ့လွတ်မြောက်မှုကိုရရှိနိုင်ဖို့ရအတွက်တကယ်ထိရောက်တဲ့